ပသိငွေဆောင်လမ်းပေါ်မှာရှိတဲ့ကျွန်းပလွန်တရာဟာငွေဆောင်ဂိုရန်ဂျီမော်တင်ဆွန်ဖျားစားတဲ့အချင်းကရနေရာများကို သွားလာရန်အတွက်အထူးကဖြတ်သန်းရတဲ့တရာဖြစ်ပါတယ်။ခရီးသွားပြည်သူများအဆင်ပြေချုံွေစွာသွားလာနိုင်ရန်အတွက်ကျွန်းပလွန်ဘေးလီတရာအဟောင်းကိုဖြတ်ပြီးနှစ်လမ်းသောကွန်ကရစ်တရာအစ်စ်ကို အစင်မြင့်တင်တိဆောက်ပေးခြင်းဖြစ်တယ်လို့သိရပါတယ်။တရင်အပြေဆုံးကိုပသိင်တရင်ဌာနခွေကအခုလိုပဲပြေပို့ထားပါတယ်ရှင်။ တွံမလွန်တရားဟာပသိငွေဆောင်လန်းပေါ်မှာရှိတဲ့တရားတစ်စင်းဖြစ်ပါတယ်။ရခိုင်ပေလီတရားဟာခန္ဓာရဲ့အားနည်းလာတာကြောင့်အများပြည်သူသွားလာရေးဆင်ပြေစေရန်အတွက်နလန်းသွားကုကရီတရားကို အစစ်မြစ်တည်တိဆောက်ပေးခြင်းဖြစ်တယ်လို့သိရပါတယ်။တွံမလွန်တရားဟာနေ့စဉ်ရင်းအစည်းရဲ့900ကျော်ဖြတ်သန်းသွားလာတဲ့တရားတစ်စင်းလည်းဖြစ်ပါတယ်။ တွံပလွန်တရားဟာငွေဆောင်ကန်းချီဒေတာမော်ဒင်စွန်းဖျားဂွန်ရန်ကြီးကန်းချီဒေတာစတဲ့အထင်ကရနေရာများကိုသွားလာရန်အတွက်အဓိကဖြတ်တန်းရတဲ့တရားလေးဖြစ်ပါတယ်။အခုလို အစစ်မြစ်တင်ပေးတဲ့အတွက် ခီးသွားပြည်သူများအစဉ်ပြေချောမွေ့စွာသွားလာနိုင်တော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့တွံပလွန်တရားဟာပသိငွေဆောင် လမ်းပေါ်မှာတည်ရှိပါတယ်တရာ2024 25ဘဏ္ဍာရေးနှစ်မှာစတင်တိစောက်ခဲ့ပြီးတော့25 26ဘဏ္ဍာရေးနှစ်မှာပြီးဆုံးမှာဖြစ်ပါတယ်တရာဆိုလို့ရှိရင်ပသိန်းဒလက်ခွာမော်ဒယ်ဇွန်လမ်းပေါ်မှာတည်ရှိပြီးတော့ပေ260ဖြစ်ပါတယ်55ပေနှခန်း50ပေတခန်းနဲ့ပေ60အစီကာရာနှခန်းစုစုပေါင်း9ခန်းနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်အောက်ခြေကိုတော့ဘိုးပိုင်အုံမြင့်ဖြစ်ပြီးတော့အလဲအစီကွန်ကရစ်အပေါ်အစီရက်မအစီကွန်ကရစ်ကြမ်းငင်းနဲ့တိစောက်ထားတာဖြစ်ပါတယ်တရာခန်းနိုင်ဝင်ကတော့တန်60ဖြစ်ပါတယ်ဒီတရာဆိုလို့ရှိရင်လက်ရှိအရဆိုရင်ကျွန်တော်တို့ ရှစ်စိတ်ကိုင်းလုံးပစ္စည်းတွေမကြခင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တုံမလွန်သရားဆိုရင်ရခိုင်တော့ကတော့ဗီလီသရားတာဖြစ်တဲ့ကြောင့်မလို့သွားလာတာအန်တီအများပါတယ်ခန္ဓာဝင်အဖြစ်73တန်ပဲခွင့်ပြုထားတာဖြစ်ပါတယ်အခုချိန်မှာတော့ကျွန်တော်တို့ကတန်60ခွင့်ပြုထားပြီးတော့လှုပ်လက်လက်နဲ့ကျွန်တော်တို့သွားလာလွယ်ကူသွားမှာဖြစ်ပါတယ်တုံမလွန်သရားဆိုရင်ဟိုပါဆိုရင်ကျွန်တော်တို့နလန်းသွားကွန်ကရစ်တိဆောက်ပြီးစီးယူဖြစ်တဲ့ကြောင့်မလို့အင်ဂျိုးမှာရှိတဲ့မော်ဒယ်ဆုံးဖျားနဲ့ငွေဆောင်ကန်းချီကိုလွယ်တကူသွားလာနိုင်တော့မှာဖြစ်ပါတယ်ခင်ဗျာ ဒီသတင်းကိုတင်ဒရင်ဌာနဝဲကပေးပို့ထားပါရရှင်။